ဒေါခင်ဆိုင်ကြီးဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ကဒေါခင်ဆိုင်ကြီးကဆေးကုသကွင်း license မရှိဘဲနဲ့တရားမဝင်ဆေးကဖွင့်လှစ်ပြီးအလွန်အနေရများတဲ့မျက်စိယောဂကုသယောဂနဲ့အရေးပေါ်ကယ်ဆယ်ရန်လိုအပ်တဲ့ယောဂတွေကိုဆေးကုသခြင်းတွေပြုလုပ်ပါလေအဲ့ဒီအချိန်မှာတခြားပေါ့အမားတို့ပြောတယ်လို့တခြား license မရှိဘဲကုသမှုလုပ်တဲ့လူတွေအများကြီးကြားရမှာဒေါခင်ဆိုင်ရင်ကိုဘာကြောင့်ရွေးချယ်ပြီးတော့ဖော်ပြခဲ့ရတော့ဆိုတော့ဒေါခင်ဆိုင်ရင်လောက်ရတရားအနေရရှိကြောင်းကျွန်တော်တို့ကျမရင်ဝင်ကြီးဌာနကတရားဝင်အတိအမှတ်ပြု license ရဆရာဝန်များအနေနဲ့စိုးရိမ်ပူပန်တဲ့အတွက်ကျွန်တော်တို့ဒီ အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ဒေါက်တာတဟင်းဖြစ်ပါတယ်အခုလူမှုကွန်ရက်ပေါ်မှာပြန်နေတဲ့ဒေါက်တာဒေါခင်ကျော့ကျော့ TikTok ကနေပြီးတော့ကျွန်တော်အားဒေါခင်ဆန်းကြီးကိုဝရန်ပြေးဖြစ်အောင်ကျွန်တော်တရားစွဲဆိုထားတယ်ဆိုတဲ့ကိစ္စရက်လေးကိုပြန်လည်ရှင်းပြခြင်းပါတယ်အမကြီးကျွန်တော်ကိုအဲ့လိုတိတိကျကျကကနနမတီးပဲကျွန်တော်ရဲ့နာမည်ကြီးကို binding တက်ပြီးတော့တရား ဆွဲဆိုပါတယ်လို့ပြောတာကအမ66ကကြီးနဲ့ညီးတယ်เนาะအမကျွန်တော်ရဲ့ခုံတိုက်ခါမျိုးနွမ်းအောင်လုပ်တဲ့အမှုရယ်ပြီးတော့ကျွန်တော်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်နဲ့ပြည်သူလူထုရဲ့အကြမ်းမှာထင်အောင်ထင်မှဖြစ်အောင်ပြည်သူလူထုကိုလှုံ့ဆော်မှုမြောက်တယ်အမအခုဆိုရင်အမရဲ့ဇာကားတစ်ခွန်းကြောင့်ကျွန်တော်ရဲ့ TikTok chat box တွေ Messenger ပေါ့တွေမှာကျွန်တော်အားလာရောက်ပြီးတော့ဆဲနေတဲ့လူတချို့ကိုတွေ့ရတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့အမမတိဘဲနဲ့လူတစ်ဖက်သားကိုအဲ့လို သွဆွဲဖို့အမတင်တော့ကြောင်းအေးဥစွာပထမပြောပြခြင်းပါတယ်အမဟုတ်ဒုတိယအချက်ကကြာအမပြောကြားချက်ထဲမှာသူ့ဆရာတိုင်းရင်စေးတမားတော့တော့ဂျီရဲ့တာဆာလက်မှတ်တုံးပြီးဖွင့်နေဆိုတာလေအမမတီးပဲနဲ့အဲ့ဒါအမလျှောက်ပြောနေတာဖြစ်ပါတယ်သူကတိုင်းရင်စေးတမားတော့ဆေးဝါးကြည့်ချက်တိုင်းရင်စေးတမားတော့ဆရာဦးတန်းထွန်းစောခရှမ်းလေးရဲ့တာဆာနံပါတ်3003လုံးကိုအလွဲသုံးစားလောက် ပြီးတော့စေကမ်းဖွင့်နေပါတယ်အဲ့ဒီအတွက်လဲဆရာဦးတန်းထွန်းစောမှနိုင်ငံပိုင်တည်င်းစာမှာအတိလင်းကြေညာထားပြီးဖြစ်ပါတယ်သူ့ရဲ့ဆရာကြီးအဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဆရာကြီးအမိခံပြီးတော့သူကဖွင့်တယ်လို့ပြောပြီးတော့နောက်ရကြတော့သူ့ဆရာကြီးကခွင့်ပြုချက်မရတဲ့ဖြစ်ပိတ်သွားတာဒီကျွန်တော်တို့ဆရာဝန်များကသူ့ဆရာကြီးကိုသွားရောက်ပြီးပိတ်ပင်ခိုင်းခြင်းလဲကျွန်တော်တို့လုံးဝမလုပ်ခဲ့ပါသူ့ဆရာဓမ္မနဲ့သူနဲ့ဂျာမာပြဿနာလေးတစ်စုံတစ်ခု တစုံတရာရှိခဲ့လို့ပိတ်ချင်းမျိုးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကိုအမကိုနားလည်အောင်ရှင်းပြတာချင်းဖြစ်ပါလေကျွန်တော်ကပြီးတော့အမတိအောင်ပြောရမှာကကျွန်တော်တို့ဒီဒေါကင်ဆိုင်းကြီးလောက်တဲ့လောက်ရက်တွေဒီကျွန်တော်တို့ဒီပြည်သူလူထုအများပြည်သူကြားမှာရေးအတွက်ထိခိုက်ဆိုးရိမ်နိုင်ွယ်ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်များလာတရားစွဲဆိုခြင်းလောက်တာမဟုတ်ပါဘူးတိုင်းစေးကောင်စီကိုပဲကျွန်တော်တို့အတိပေးပြောကြားကနဦးပြောကြားချက်ပြောကြားပေးခဲ့ပါတယ်ကွာကျွန်တော်ပြောကျွန်တော်နဲ့တိုင်းရင်းစေး တမားတော်တွေအားလုံးလက်မှတ်ရေးထိုးပြီးတော့ကျွန်တော်တို့ဟိုဟာဖော်ပြခဲ့တဲ့အကြောင်းအရာတချို့အမတီအောင်ကျွန်တော်ပြန်လဲဖတ်ပြပါမယ်ပထမဆုံးကျွန်တော်တို့ဒေါက်ခင်းဆိုင်ကြီးဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ကဒေါက်ခင်းဆိုင်ကြီးဟာစေကူတာကွင်း license မရှိဘဲနဲ့တရားမဝင်စေကံဖွင့်လှစ်ပြီးအလွန်အနေနဲ့များတဲ့မျက်စိယောဂကုသယောဂနဲ့အရေးပေါ်ကယ်ဆယ်ရန်လိုအပ်တဲ့ယောဂတွေကိုစေကူတာခြင်းတွေပြုလုပ်ပါလေအဲ့ဒီအချိန်မှာတခြားဟိုအမားတို့ပြောတယ်လို့တခြား license မရှိဘဲကုတမှုလုပ်တဲ့လူတွေအများကြီးကြားရမှာ docking sign ကိုအားကြောင့်ရွေးချယ်ပြီးတော့ဖော်ပြခဲ့ရတော့ဆိုတော့ docking sign ကြီးလောက်ရတဲ့ဟာအနေရရှိကြောင်းကျွန်တော်တို့ကျမရင်ဝင်ကြီးဌာနကတရားဝင်အတိအမှတ်ပြု license ရဆရာဝန်များအနေနဲ့စိုးရိမ်ပူပန်တဲ့အတွက်ကျွန်တော်တို့ဒီမိခင်သူတို့ရဲ့မိခင်တိုင်းရင်းစေးကောင်စီဌာနကိုကျွန်တော်တို့အကြောင်းကြားခြင်းဖြစ်ပါတယ်လေကျွန်တော်တို့ဒီပြည်သူလူထုရဲ့ကျန်းမာရေးအတွက်အလွန်အနေရများတဲ့အဲ့ဒီမျက်စိယောဂါတွေကုသယောဂါတွေအရေးပေါ်ကိစ္စရန်လိုအပ်တဲ့ယောဂါတွေကို ူးတနေတာကိုတားဆီးရမှာကျွန်တော်တို့တရားဝင် license ရဆရာဝန်များမှဝေဖန်ပြောပြထောက်ပြရမှာကျွန်တော်တို့ရဲ့အလုပ်ပဲဖြစ်ပါတယ်အမပြီးတော့ docking sign ကြီးကနောက်ထပ်စီဝါကြီးကြပ်ရေး committee ရဲ့ခွင့်ပြုချက်မယူပဲစီစစ်မှုမခံယူပဲတိုင်းရင်းစီဝါမှတ်ပုံတင်တရားမှာခွင့်ပြုချက်မရှိရတရားမဝင်စီဝါထုတ်စီအမျိုးပေါင်း43မျိုးကျော်ထုတ်လို့ရောင်းချတဲ့အပြင်သူရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့တမတော့ Docking Sign ရဲ့ Facebook account ဆီယာမနင်းတီမတ်ဆေးမြတ်တာခင်းဆိုင်ကြီးဆေးမြတ်တာတီမတ် ြည်သူအချစ်တော်တမားတော်ပြည်သူချစ်တော်မြန်မာတမားတော်အစရှိတဲ့တက်တော်အကောင့်မှာအများပြည်သူနဲ့ယောဂဝေနာရှင်များအတွက် WHO မှအတိအမှတ်ပြုထားတော့ HIV AIDS ART B ပိုးစီပိုးများတောက်တုံးရမလို့ပဲ၎င်းဖော်ဆက်တော့ပြည့်စက်ရွက်တောက်တုံးခြင်းဖြင့်ယောဂပြောက်ကင်းနိုင်ကြောင်းကျွန်တော်တို့ဒီ HIV AIDS ကအမှားလဲဆရာဝန်တယောက်ဖြစ်ပါလိမ့်မယ်နိုင်ငံကဘာနိုင်ငံနဲ့ချီပြီးတော့အလွန်တရာပြည်သူလူထုရဲ့ကျန်းမာရေးပေါ်ချိန်ချောက်နေတော့ယောဂကြီးဖြစ်ပါတယ်ထိုယောဂများဟိုတောင်မှသူကသူ့ရဲ့ ဖော်ဆက်ထားတဲ့ပိဆက်ရိုက်တောက်တုံးချင်းဖြစ်ပြောက်ကင်းနိုင်ကြအောင်အသိပညာမှာပေးခဲ့ပါတယ်ပြီးတော့တွေးလွန်တော့ကိုယောဂအားဆေးရုံတက်ကြောက်ခုတရမလို့ပဲရဲရုပ်ဒီစာရုံနဲ့ပြောက်ကင်းနိုင်ကြအောင်ပြည်သူလူထုကိုတင်မှာပေးခဲ့ပါတယ်ပြမကြီးဟောပြောမှုမှာပြုလုပ်ခဲ့ပါတယ်တွေးလွန်တော့ကိုယောဂဆိုတာအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့တွေးလန့်ခြင်းအချင်းမရွေးဖြစ်ပေါ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ပြင်ပဆေးခန်းနေမှာတောင်မှကျွန်တော်တို့အတွင်းလူနာဖြင့်ထားလို့မရပဲနဲ့ကျွန်တော်တို့တကယ်ဆေးရုံကြီးတွေကျွန်တော်တို့ပြည်သူဆေးရုံတွေ ဟိုလွှဲအပ်ရမယ့်ယောဂဖြစ်ပါတယ်ထိုယောဂတောင်မှသူကရဲရိုဒီစာယုံနဲ့ပျောက်ကင်းနိုင်ကြောင်း WHO ရဲ့ချိန်ချောက်တဲ့ယောဂတစ်ခုဖြစ်တဲ့ Color 1ယောဂဆိုဒီလေအမားလဲဆရာဝန်တယောက်ပါအချိန်မရွေးတည်နိုင်တဲ့ယောဂဖြစ်ပါတယ်ခင်ဗျအဲ့ဒါကိုတောင်မှအုံငူသွားဟဟူသောဂါထာခုနအုပ်ရွတ်ဖတ်ယူရေမန်းတောက်ရင်းပြပျောက်ကင်းနိုင်ကြောင်းအလွန်အတရာအနေနဲ့များပြားတဲ့စေပညာအယူဆတွေကိုဗီဒီယိုဖိုင်များရိုက်ကူး၍စင်ကျင်နှုံတရားကိမဲ့ဆိုပါပြေဟောပြောလျက်ရှိပါတယ်အမားလိုချင်အဲ့ဒီဗီဒီယိုဖိုင်တွေကိုကျွန်တော်တီးတန့်ကျွန်တော်ပို့ပေးပါမယ်အဲ့ဒီလိုအနေနဲ့များတဲ့ကျွန်တော်တို့ စေပညာအယူဆတွေကိုကျွန်တော်တို့တားဆီးရမှာကျွန်တော်တို့ကျမ်းမာရေးဝန်ကြီးဌာနရဲ့တရားဝင် license ရတယ်ရှားဝင်တွေရဲ့အာဝင်ဝတရားဖြစ်ပါတယ်အမပြီးတော့သူကအဲ့ဒီကိစ္စတွေရတယ်မလုပ်ဘဲနဲ့အယောင်ဆောင်မှုဖြစ်တဲ့စေပညာရှိတဲ့ဦးရဲ့အဆောင်အယောင်များဖြစ်တဲ့ duty code တွေ statute နဲ့ချက်တွေဝစ်ဆင်ယူတိုင်းရင်းစေးဆရာတဦးအသွင်ယူထားပါတယ်ဒေါက်တာဆိုင်ကြီးကတိုင်းရင်းစေးဆရာမဟုတ်တယ်လို့တိုင်းရင်းစေးပညာတိုင်းရင်းစေးတက်လို့မှပေးရချင်မြင်ထားတော့တိုင်းရင်းစေးဘွဲ့လည်းမရရှိပါဘူးတိုင်းရင်းစေး license နဲ့တားစာလည်းမရခဲ့ပါဘူးပြီးတော့ကျွန်တော်တို့ docking sign ကြီးက သုံးခုနှစ်မှာမြန်မာနိုင်ငံတိုင်းစည်းဆရာများအသင်းရဲ့တတိယအကြိမ်စီဝေးဆုံးဖြတ်ချက်အပိုက်1မြင်းဆောင်2300ဖြတ်သိမ်းပြီးဖြစ်တော့အဘိဓမ္မာတောင်သာစေပညာဖွဲမှာပေးအပ်တော့တိုင်းစည်းကောက်စီမှာခွင့်ပြုခြင်းမရှိတော့စေပညာဖွဲအမည်နဲ့ကျွန်တော်တို့အနောက်တိုင်းစေပညာဖွဲတွေအမှရ General Practitioner Physician Physiotherapist ညာယူသုံးတယ်နောက်ဆုံးအစိုးရတုန်းကတော့ same to for ဆက်တဲ့စေမြတ်တာ အမှတ်တစိအခိုးပွင့်စေကြီးချက်တူတိုင်းစည်းတိတ်ပတ်အပတ်စဉ်25စင်းဆရာဦးတန်းသောကိုရှမ်းလေးရဲ့ဓမ္မမှတ်ပုံနဲ့အမှတ်တာဆာ300400ကို ကိုခွင့်ပြုချက်မရှိဘဲနဲ့တပ်ဆင်တုံးဆွဲပြီးတော့တိုင်းစေးကောက်စီဥပဒေပြဋ္ဌာန်းချက်ပါပုံမှန်49စလင်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးတော့အများပြည်သူထင်အောင်ထင်မှန်းဖြစ်စေရလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီအချက်တွေကြောင့်မို့လို့ကျွန်တော်တို့ကတိုင်းစေးကောက်စီကိုကျွန်တော်နဲ့ကျွန်တော်အဖွဲ့ကတင်ပြခဲ့ခြင်းဖြစ်ပါတယ်ဒေါက်တာဆိုင်းကြီးက၎င်းရဲ့မှားယွင်းသောဟောပြောချက်များကျွန်တော်တို့ကုသချက်များကိုကျွန်တော်အပါဝင်ထောက်ပြဝေဖန်အကြံပြုတော့ကျွန်တော်အပါဝင်အထူးကုဆရာဝန်ကြီးတွေကျွန်တော်တို့မျက်စိဆရာဝန်တွေတိုင်းစေးဆရာများနဲ့၎င်းနှစ်စေးပြိုင်ကုရ၎င်းလူမှုကွန်ရက်ပေါ်မှာစိန်ခေါ်နေခြင်းများ တောက်လျှောက်ပြုတ်လုံးနေုံမှမကအဲ့ဒီအထုကုဆရာဝန်ကြီးများနဲ့တိုင်းရင်းစေးဆရာများစေယုံစေကမ်းများ၎င်းလောက်မတက်၎င်းလောက်မကုတားနိုင်ကြောင်းကိုလူမှုကွန်ရက်ပေါ်တွင်ဗီဒီယိုများတင်၍ပြည်သူလူထုမှအထင်မြင်လွဲမှားပြီးယုံကြည်မှုတာဆင်းစေရန်လှုပ်ဆောင်နေတဲ့အမအခုလိုကျွန်တော်တို့ပေါ့ဒီပေါ့ကျွန်တော်တို့အပြောင်းလဲတွေဖြစ်နေတဲ့အချိန်ကျွန်တော်တို့စေယုံစေကမ်းနေမှာဝင်နဲ့လူအင်အားမများမဖြစ်နေတဲ့အချိန်တွေမှာပြည်သူလူထုအားဒီစေယုံစေကမ်းတွေကိုပို့ပြီးတော့ထင်အောင်ထင်မှားဖြစ်လာအောင်အယုံကြည်ဖြစ်လာအောင်အမျိုးမျိုးကျွန်တော်တို့ဗီဒီယိုဖိုင်တွေထုတ်လွှင့်ပြီးတော့ တောက်လျှောက်ကျွန်တော်တို့နဲ့ပြည်သူနဲ့ဆေးရုံနဲ့ဆေးကန်းနေနဲ့ဆရာဝန်နေတဲ့ကိုသွေးခွဲတက်ရှူနေတဲ့ကိစ္စရပ်များဟာကျွန်တော်တို့တကျမရေးဝန်ကြီးဌာနမှာတရားဝင်ပေးအပ်ထားတော့လိုင်စင်ရဆရာဝန်များရဲ့တာဝန်ဖြစ်ပါတယ်တားဆီးရမှာပေါ့ကျွန်တော်တို့နောက်ပြီးတော့ဒေါက်ရှင်ဆိုင်ကြီးကပြန်ကြားရေးဝန်ကြီးဌာနရဲ့မူပိုင်ခွင့်နဲ့မှတ်ပုံနေဌာနကိုပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှာခွင့်ပြုချက်မရှိမရရှိပဲဆရာမကြီးဒေါက်ရှင်ဆိုင်ကြီးစေမီတူလက်တွေ့တုံးစနီးနီးပထမဒုတိယအထောက်ဒေတာထုတ်ဝေခြင်းများလည်းပြုလုပ်ခဲ့ပါတယ် အဲ့ဒါကြီးကိစ္စရများကိုဒါကျွန်တော်တို့ကတိုင်းရင်းစေးကောက်စီကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်တိုင်းရင်းစေးကောက်စီမှတိုင်းရင်းစေးဦးစီးဌာနမှညွန်ကြားရေးမှူးချုပ်ကြီးကိုတိုင်းကွင်းစင်လေးလာပြီးတော့မန္တလေးတိုင်းဒေတာကြီးဝန်ကြီးချုပ်အဖွဲ့ကစုံစမ်းစစ်ဆေးရအဖွဲ့ဖွဲ့စည်းပြီးတော့စုံစမ်းစစ်ဆေးပြီးတော့ကျွန်တော်တို့တိုင်းရင်းစေးကောက်စီမှတရက်လိုပြုလုပ်ကအမရပူရာမြို့နယ်ရဲစခန်း၌တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်ဒေါက်တာတဟိမ့်မှ လုံးဝလုံးဝတရားစွဲဆိုခြင်းပြုလုပ်ထားခြင်းမဟုတ်ပါဒေါက်တာတဟိမစေပညာရှင်တယောက်အနေနဲ့ဝေဖန်ထောက်ပြပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်ထို့အလို့ဒီလဲကျမရင်ဝင်းကြီးဌာနမှာတရားဝင်ခန့်အပ်ထားတော့တရားဝင်လိုင်စင်ရဆရာဝင်တယောက်ဖြစ်တဲ့ဒေါက်တာတဟိရဲ့အလို့ပဲဖြစ်ပါတယ်